။သမီးဒီကိုဘာလာလောက်တာလဲ။ဦးသမီးကိုဒီကိုမလာရဘူးလို့မှားထားတယ်လေ။ဟုတ်ပါရဲ့။ဒါပေမဲ့သမီးဦးကိုအရန်တွေးချင်နေလို့ပါ။ပြီးတော့ဦးကိုစားစီခြင်းလို့ဒီငပြောသီးတွေကလည်းယူလာတာ။ဒီမှာအန်ရီများတယ်။ကဲမင်းပြန်တော့။ဟွန်းဟွန်းမပြောင်း။ဒီညာဦးနဲ့အတူတူလိုက်အိမ်မှာ။အဲဒါကြောင့်မို့ဦးအိမ်ကိုပဲခေါ်သွားပြီးပါ။မောင်မဲအုပ်ဆိုင်နေတဲ့တတော်အုပ်ထဲမှာတော့ မိစာရီမြောင်များစွာရှိရလို့ပြောကြပါရယ်။ဒါပေမဲ့တနေ့မှာတော့အလင်းနဲ့တစ်ခုပေါ်လာခဲ့ပါရယ်။အဲ့ဒီအလင်းအောင်ကကျမဘဝကို ထာဝရပြောင်းလဲသွားစေမယ့်အလင်းအောင်ပဲဖြစ်ပါရယ်။အဲ့ဒီအချိန်တုန်းကကျမအသက်က9နှစ်ပဲရှိပါသေးတယ်။ကျမကကျမအမေနဲ့လွေသွားပြီးတော့လမ်းပြောက်ကတစ်တော်ရီကိုရောက်လာခဲ့တာဖြစ်ပါရယ်။မမေမမေသမီးကြောက်တယ်မမေ။ကျမအမေနဲ့အဖေကိုအော်ခေါ်ပြီးတော့ငုံနေတော့ ရုတ်တရက်ကျမရှိမှမိစားလို့အကောင်ကြီးကပေါ်လာတာကြောင့်ကျမအယံလန့်သွားတယ်။ဒါနဲ့ကျမလေးသူ့ကျမကိုစားမလားလို့ထင်သွားတာကြောင့်ငူယိုတောင်းပန်လိုက်တယ်။ကျမပြောပြီးတော့ငူယိုနေတဲ့အချိန်မှာသူကကျမရှိမှမုတ်ဆိုးတိုင်ထိန်ချလိုက်ပြီးတော့ကျမနားကိုကပ်ပြီးတော့ပြောလာတယ်။အယံကြောင့်မနေပါနဲ့ငါကလေးတွေကိုမစားပါဘူး။ဟမ်တကယ်လားယင်တကယ်ပေါ့။သူအဲ့ဒီလိုပြောမှကျမသူ့မျက်နှာကိုတေချာကြည့်လိုက်မိတယ်။ အဲဒီနောက်သူကသူ့လက်ညှိုးနဲ့ကျမကိုတိုးလိုက်ပြီးချစ်ချင်နနာမေးလာတယ်။မင်းဖိတ်စာနေလား။ဒါဆိုရင်တော့ငါနောက်လိုက်ခဲ့။သူအဲ့ဒီလိုပြောပြီးကျမကိုလက်ဖြန့်ပေးတယ်။ကျမလည်းသူ့ကိုထူးထူးခြားခြားယုံကြည်သွားပြီးတော့သူ့ကမ်းပြီးတဲ့လက်ပေါ်ကျမလက်ကိုထားလိုက်တယ်။အဲဒီနောက်သူကတဲ့ငယ်တစ်ခုစီကိုခေါ်သွားပြီးအဲ့ရဲ့အရှိမမီးပုံတစ်ဖုဖိုးလိုက်ပါတယ်။ပြီးတော့သူကကျမစားဖို့ကစုံဥကိုမီးဖုတ်ကကျမကိုပေးတယ်။ကျေးဇူးတင်ပါတယ်ရှင်။ ဒါနဲ့ဘာလို့ဦးလေးကြီးကကျမကိုကူညီတာလဲ။မင်းကကလေးပဲရှိသေးတာ哦။ဦးလေးကြီးကစိတ်ထားကောင်းတာပဲနော်။ရွာရီကလူတွေကပြောကြတယ်။တော်ရဲမှာအရန်ကိုကြောက်စရာကောင်းတဲ့မိစားတစေတွေရှိရဲ့တဲ့။ဦးလေးကြီးကအဲ့ဒီလိုမဟုတ်ဘူးနော်။ကျမပြောလိုက်တော့ဦးလေးကြီးကငြိမ်နေတယ်။ဒါနဲ့ကျမလည်းကိုကိုကိုမိစားလိုက်တယ်။ကျမနမရကြပြူပါ။ဦးလေးကြီးနမရော။တော့ကဲမင်းအေးရောင်းရင်တော့ဒီတော့ရင်ညကနေကင်းနေနေလုံးဝမတူဘူး။အန္တရာယ်များတယ်။ အဲဒီနောက်တစီကြီးကဂျာပြုတ်ကိုသူ့ရဲ့ဝါကရင်လေးပေါ်မှာအိတ်စီလိုက်ပြီးတော့သူကတော့အောက်မှာထိုင်ကဂျာပြုတ်ကိုရှောက်ရှောက်ပေးနေတယ်။ဂျာပြုတ်ကလည်းလူတွေကြောက်ရွံ့နေကြတဲ့မိစားကြီးရဲ့ရှောက်ရှောက်မှုကြောင့်လုံခြုံစွာနဲ့ကောင်းစွာနှစ်နှစ်ချက်ချက်အိတ်ပျော်နေခဲ့ပါတယ်။ဒီလိုအခြေအနေမျိုးမှာအိတ်ပျော်နိုင်တာကလည်းသူ့ဘဝရဲ့ပထမဦးဆုံးအတွေ့အကြုံပဲဖြစ်ပါတယ်။ချို့တူနှစ်ပေါင်းတရာကျော်6သိအထီးကျန်နေတဲ့တော့ရဲ့နှလုံးသားကလည်းကြာပြူကြောင့်တစုံတရာကတိတ်တဆိတ်ပြောင်းလဲလာခဲ့ပါတယ် မနက်မှာတော့နေအောင်ကြီးက အရှိန်အဟုန်ပြင်းစွာထွက်ပေါ်လာခဲ့ပြီးကဘာမကြီးကနေရာတိုင်းပေါ်ကို အလင်းအောင်ဖြာကျနေပါတယ်။တနေရာမှာကြာပြူနဲ့တော်တော်ရက်နေကြပြီးတော့ကကြာပြူအိမ်ပြန်မှုအတွက်ဒီနေရာကိုလိုက်ပေါ်ရာဖြစ်ပါတယ်။အိုးတပီးသွားရတော့မှလားယင်။မင်းအန်ရကင်းကင်းသွားနိုင်ပြီ။မင်းငါရှိနာလေးနေမယ်။ပြောပြပြီးချင်းတော့ကလှည့်ထွက်သွားတယ်။ဒါကိုကြာပြူကလှမ်းမိလိုက်တယ်။ဦးရေကြာပြူလှမ်းခေါ်လိုက်တဲ့အတန်ကြာတော့ လေးပိနေတဲ့တောရဲ့ခြေလမ်းတွေကရက်တန်သွားတယ်။တမီးတို့နောက်တစ်ခေါက်ထပ်တွေ့နိုင်ရောမလားယင်။ခဏမြတော့ငြိမ်သွားပြီးတော့ကြာပြုတ်ကိုလှဲ့တော်မကြည့်ဝဲနဲ့ဆက်လျှောက်သွားပါတော့တယ်။ကြာပြုတ်လဲဧလန်တိုင်နောက်လဲတကြီးကြီးနဲ့ဆက်လျှောက်လာရင်သူမအိမ်ရှိကို ရောက်လာခဲ့ပါတယ်။အဲဒီအခါမှာသူမရဲ့မိဘတွေကတွေ့သွားကြပြီးတော့သူမစီကိုပြေးလာကြပါတယ်။ပြီးတော့သူမအမေကသူမကိုဖတ်လိုက်ပြီးတမီးဘယ်ရီသွားနေရလဲ။ဖေဖေတို့မမေတို့ကအရန်စိတ်ပူနေကြတာတမီးတီလား ။သမီးဖေဖေသမီးကိုဒီတော့ရဲကိုမဝင်ခိုင်းထားဘူးလေ။ဘာလို့သွားရလဲ။ဒီတော့ရဲမှာမကောင်းဆိုးရတဲ့အများကြီးရှိတယ်လို့ဖေဖေသမီးကိုမပြောပြထားဘူးလား။သူမဖေကစိုးရင်စိန်နဲ့သူမကိုဆုံးမနေပေမဲ့သူမကိုရင်ကြုံတွေ့ခဲ့ရတဲ့အမှန်တရားနဲ့တော့လုံးဝအကွဲလေးနေခဲ့ပါရယ်။အဲဒီချိန်ကစပြီးတော့တော့ရင်နှလုံးသားကလည်းလုံးဝပြောင်းလဲသွားတယ်။သူကအကြပြူလေးကိုအရန်ချက်သွားပြီးသူ့ရဲ့မနီးမွေးမှာနေပြီးတော့အမြဲဆောင်ကြည့်နေခဲ့ပါရယ်။အနည်းငယ်ရှိရင်လည်းကာဝယ်ပေးခဲ့ပါရယ်။ ။ဒီနေ့မှာတော့ကြာပြည့်ရဲ့တငယ်ချင်းတွေကကြာပြည့်ကိုစားနောက်ပြီးအနိုင်ကျင့်နေကြပါရဲ့။ဟဲ့ဒီတညလုံးဘယ်ရီသွားနေရလဲ။အကုန်လုံးစိတ်ပူအောင်နင်းလုခဲ့ရနော်။ဒေါ်ရဲမှာလမ်းပြောက်နေတာလို့နင်းမိပါရီပြောတာကြားတာပဲ။တစိနဲ့ရောတွေ့ပြီပြီလား။တစိကနင့်တယ်ရီဆုတ်လိုက်ပြီထင်နေ။ဒါကြောင့်ပြည့်ရောက်ထီကနင့်မျက်နှာဖြူဖက်ပြီးတော့ဖြစ်နေတာ။ဒီလိုဆိုရင်တော့နင်းလည်းမကြခင်တစိဖြစ်တော်မှာ။နင်းတို့ကမဟုတ်တာတွေမပြောနဲ့နော်။အော်နင်းကငါတို့ကောင်ပြန်អော်နေပါလား။ငါလက်တန်းတိကျင်လို့ထင်နေ။ကဲဟာ ပြောပြပြီးချင်းမိုးလုံးကကြာပြုတ်ကိုထိုးဖို့ရွှဲလိုက်တယ်။ချက်ချင်းဆိုသလိုပဲသူ့စီကိုပြေးအားတစ်ခုဝင်လာပြီးသူတို့နှစ်ယောက်လုံးအနောက်ကိုလွင့်ထွက်သွားတယ်။သူတို့အားလုံးလည်းကြောက်လန့်သွားကြပြီးမိုးလုံးတို့နှစ်ယောက်ကဘီးကိုရှောက်ချကြည့်တဲ့အခါမှာတော့အိမ်မေးကအပင်ကြီးပေါ်မှာတော့ရက်နေတာကိုမြင်လိုက်ရတယ်။တရေတရေကြီးအဲဒီတော့သူတို့နှစ်ယောက်လုံးဖနှောင်းနဲ့တံမထိမတက်နေရာကနေပြေးသွားခဲ့ကြပါရဲ့။ဒါအောင်ကြပြူကဘာမှမသိဘဲကြောင်ကျွေးနေတဲ့အချိန် ကြာရွတ်အနောက်ကနေတစုံတစ်ခုခုံချတန်ကြားလိုက်လို့လှဲ့ကြည့်လိုက်တော့တော့ဖြစ်နေတာတွေ့လိုက်ရပြီးအရန်ပြော့ကတော့စီကိုပြေးသွားလိုက်တယ်။ဦးတော့သမီးဘာဖြစ်သွားသေးလဲ။ဘာမှဖြစ်ပါဘူး။အခုလိုကူညီပေးလို့ဦးကိုကျေးဇူးတင်ပါတယ်။သူမကျေးဇူးတင်စကားပြောတာကိုတော့ကဘသူ့ကိုမှမသိစေချင်တာကြောင့်သူ့လက်ညှိုးနဲ့ပါဇက်ကိုပိတ်လိုက်ပြီးရှူးလုံလိုက်ကအဲ့ဒီနေရာကနေပြောက်ွယ်သွားပါတော့တယ်။နောက်နေ့ညနေမှာတော့ကြာပြူဟာငပြောသီးတချို့ကိုယူလိုက်ပြီး ဒေါ်လာလီအတိုင်းဒုတိယအကြိမ်ထောက်ဝင်လာခဲ့ပါရီဦးတော့ရေဦးတော့သမီးပါ ကြာပြူပါသူမခေါ်ပြီးတော့ဝင်လာပေမယ့်အခုထိတော့ရဲ့အရေးရောင်အောင်မမြင်ရသေးပါဘူးချောက်လာရင်နဲ့စံချောင်းနာကိုရောက်တော့မှသူမနောက်ကနေတော့ရောက်လာခဲ့တယ်ဦးတော့ရေဘယ်လျှောက်သွားနေရလဲသမီးကရှာနေတာအကြာကြီးရှိနေပြီသမီးဒီကိုဘာလာလောက်တာလဲဦးသမီးကိုဒီကိုမလာရဘူးလို့မှားထားတယ်လीဟုတ်ပါတယ် ဒါပေမဲ့တမီဥကိုအရန်တွေးချင်နေလို့ပါပြီးတော့ဥကိုစားစီချင်လို့ဒီငပြောသီးတွေကလည်းယူလာတာဒီငပြောသီးတွေကအရန်ကိုမှုီးပြီးတော့ချိုတာဥရဲ့တော့ကကြောင်ပြလက်ထဲကငပြောသီးကိုယူကားကြည့်လိုက်ပြီးဒီမှာအန်နီရများတယ်ကဲမင်းပြန်တော့ဟွန်းဟွန်းမပြောင်းတမီမပြန်တက်ဘူးလမ်းပြောက်နေပြီးဥရဲ့ဒီညာဥနဲ့အတူတူလိုက်အိမ်မှာအဲ့ဒါကြောင့်မို့ဥအိမ်ကိုပဲခေါ်သွားပြီးပါဘလို့မှပြောမရတဲ့အစုံတော့ရဲ့အိမ်ကိုပဲခေါ်သွားလိုက်ရတယ် ညမှာအရင်နေ့လိုပဲတော့ရဲ့တိုင်းငယ်လေးရှိမှသူတို့မီးဖို့လေးနဲ့ထိုင်နေကြပါတယ်။သမီးဦးကမကြောက်ဘူးလား။စစတော့ကတော့ကြောက်တာပေါ့ဦးရဲ့။အခုတော့လုံးဝမကြောက်တော့။ဟမ်ဘာလို့လဲ။ဘာလို့ဆိုဦးလေးကြီးကစင်နာတက်တဲ့သူဖြစ်နေလို့ပေါ့။သမီးကိုတခါမှနာကြည်အောင်လည်းမလုပ်ဘူးဘူး။ပြီးတော့သမီးကိုလည်းကာကွယ်ပေးတယ်။ဒါနဲ့ဦးဦးလိုပဲခေါ်လို့ရမလားယ။ရပါတယ်။ဦးကဘာလို့ဒီတော်ရဲမှာတယောက်တည်းနေနေရတာလဲ။ ။ဦးကဦးကဒီမှာနေချင်လို့နေနေရတာမဟုတ်ဘူးသမီး။အပြင်လောကမှာဦးအတွက်နေစရာနေရာမရှိလို့ပေါ့။အဖြစ်ပြက်ကဒီလိုသမီးရဲ့အချိန်တွေကအရန်ကြာသွားပြီ။ဦးတော်မမှတ်မိတော့တခါတော့ကဦးလေးသမီးလိုလူသားတယောက်ပါပဲ။အဲဒီတော့ကတော့ရွာကကာလာသားတယောက်အနေနဲ့ရွာသူရွာသားရင်းကိုကူညီပေးခဲ့တယ်။ပြီးတော့ဦးမအဲတော့ကမိဆွေလေးရှိခဲ့။မိသားစုလေးရှိခဲ့တယ်။ဒီလိုနဲ့တနေ့မှာသမီးလိုပဲနှဆိုးတစ်ခေါင်နဲ့ဆုံးခဲ့ရတယ်။ အဲ့ဒီနတ်ဆိုးကဥရုရွာသူတွေကိုအမျိုးမျိုးဒုက္ခပေးနေကြတာဒါနဲ့ဦးကအဲ့ဒီနတ်ဆိုးကိုဖေရှားဖို့ကြိုးစားခဲ့တယ်။နောက်ဆုံးဦးအဲ့ဒီနတ်ဆိုးကိုအနားယူနိုင်ခဲ့တယ်။ဒါပေမဲ့နတ်ဆိုးရဲ့ဆိုးရွားတဲ့အငွေအသက်တွေကဦးခန္ဓာကိုယ်တွေကိုဝင်သွားခဲ့တာ။အဲ့ဒီနောက်ပိုင်းကဆလာဦးကလည်းလူစင်စက်ကနေနတ်ဆိုးတကောင် ဖြစ်သွားခဲ့တာပဲ။ဒီလိုနဲ့ဦးကဝယ်ပေးလိုက်တဲ့သူတွေကလည်းဦးကိုကြောက်ပြီးတော့မောင်းထုတ်ခဲ့ကြတယ်။ဒါကြောင့်မဲဦးကတီတော်လေးကိုထွက်ပြေးလာခဲ့ရတာ။ခုဆိုနှစ်ပေါင်း100ကျော်အောင်ရှိသွားခဲ့ပြီ။ ။ဦးလုံးနိုင်တာကရွာကိုအဝေးကနေဆောက်ရှောက်ပေးရုံပဲ။မိစာစိုးရဲ့အနေကနေပေါ့။ဘာလို့လဲဆိုတော့အဲ့ရွာကတချိန်ကဥယျာဉ်အိမ်ဖြစ်နေခဲ့လို့ပဲ။အချိန်အတော်ကြာထိသူတို့စကားပြောကြပြီးနောက်အရင်နေ့လိုပဲအိမ်ရောက်ဝင်ခဲ့ကြတယ်။မနက်မှာတော့တော့ကကြာပြုတ်ကိုအရင်နေ့လိုပဲသူ့အိမ်နာကတော်စားထိလိုက်ပို့ပေးပါရယ်။ကဲသမီးဦးသွားတော့မယ်နော်။ဥဥနောက်နေ့လေဦးနဲ့တွေ့ကြသေးရဲ့။အဲ့ဒီအချိန်မှာပဲသူ့အဖေနဲ့အမေရဲ့တနက်ကင်ထားတဲ့တခြားယောက်သားတယောက်ရဲ့က ကြာပြူကိုလိုက်ရှာဖို့တိုင်ပင်နေကြတဲ့အချိန်မှာတစီနဲ့အတူကြာပြူကိုတွေ့လိုက်ကြပါရဲ့။ဟိုမာမင်းသမီးမလား။ဟာဟဲ့။ဘေးမှာလဲဘာကောင်ကြီးလဲ။ဘာကောင်ကြီးရမှာလဲတစီကပြစ်ကွာ။တနက်ကင်ထားတဲ့သူကချက်ချင်းပဲတနမောင်းကိုတင်ကားထိတ်ထားလိုက်တော့ကြာပြူကတော့ရဲ့အရှိကိုဝင်ကာလိုက်တယ်။ဦးကဘာအနည်းငယ်မှမပြီးပါနဲ့။သူ့အသမီးကိုကဲတင်ပေးခဲ့တဲ့သူပါ။နင်းကလူတွေအကြောင်းဘလို့သိလို့လဲ။အဲ့ထပ်ပေါ်ပြီးတော့တစီရီအကြောင်းရောဘလို့သိလို့လဲ။ တော့မင်းကိုလှည့်စားနေတာအခုဒီကိုလာခဲ့ကြပြီနင်းမိဘတွေလည်းနင့်အတွက်အရန်စိတ်ပူနေကြတယ်အခုဒီကိုမြန်မြန်လာခဲ့ပြောပြီးပြီးချင်းထင်းလင်းဟာတော့စီကိုကြည်တောင် ပြန်လွှတ်လိုက်တယ်ဒါတော့တော့ကမြင်သွားပြီးတော့သူ့ထက်လင်းမြန်စွာနဲ့ကြပြုကိုကြည်မထီအောင်ရှေ့ကိုတွန်းလိုက်ကသူ့လဲနေရာကနေလင်းမြန်စွာခုံထွက်သွားလိုက်ပြီးတော့တော်ရင်းကိုပြေးဝင်သွားခဲ့ပါတယ်ထင်းလင်းလေးမိသလောက်လိုက်ပြစ်ပေမဲ့မထီမှန်သွားခဲ့ပါဘူးအဲဒီတော့ကြပြုတ်အဖေကသူ့သမီးလေးကိုလာချီပါတယ် ။ဂျာပြူကတော့သူ့ဦးလေးကြီးသူ့ကိုထားခဲ့ပြီဆိုပြီးတော့ဝမ်းနေကအောင်ကိုပါတော့တယ်။ဦးလေးကြီးသမီးကိုမထားခဲ့ပါနဲ့။သမီးကိုမထားခဲ့ပါနဲ့ဦးလေးကြီးရဲ့။သမီးတောင်းမှမာတယ်။ဖေဖေသမီးဦးလေးကြီးနဲ့ပဲတူတူနေခြင်းနဲ့ဦးလေးကြီးကိုပြန်ခေါ်ပြီးပါ။ဂျာပြူကသူ့မအဖေရဲ့ပခုံးပေါ်မှာငုံယူရင်းသူ့ဦးလေးကြီးအတွက်နာကျင်ကြီးကိုင်းနေရပါတော့တယ်။ဒီတန်ကိုကြတော့တော့ရင်ထဲမှာလဲအသေးရီကြေးမကုန်ပါရင်အဲဒီနောက်ကြာပြုတ်အဖေက ကြာပြုတ်ကိုအိမ်လေးကိုချီလာပြီးတော့ကျမ်းမြင့်မော်ပစ်ချလိုက်တာကြောင့်ကြာပြုတ်ကျမ်းမြင့်မော်ပုံရဲလေးကြသွားတယ်။ငါနဲ့ကိုဘယ်နှခါပြောရမလဲ။ဒီတော့တွေကိုမဝင်ပါနဲ့လို့မိစာရီနဲ့မပတ်သက်ပါနဲ့လို့ငါနဲ့ကိုဘယ်နှခါပြောရမလဲ။အဲမီစာရီကအရင်အန်ရရှိတာမြို့ကိုစပြက်လိုက်မင်းလို့ဖေဖေအထင်မှားနေတာ။ဦးလေးကြီးကလူကောင်းပါဖေဖေရဲ့။သူ့သမီးကိုဘာမှမလုပ်ပါဘူး။သူ့အသမီးကိုအမေကဝယ်ဆောင်ရှောက်ပေးနေကြတာပါ။ကြော်ပြူကသူ့အဖေရဲ့ဆွဆွဲချက်တွေကိုရှင်းပြလိုက်ပြီးအယန္နာကျန်စာငုံကြွေးနေပါတော့တယ် ဒါကိုရင်းနဲ့လဲပြီးတော့မွေးထုတ်ထားတဲ့အမေကသူ့သမီးလေးနာကျင်နေရတာကိုဘယ်ကြည့်ရနိုင်မှာမလဲ။အေးပါသမီးရေမမေရှိရနော်။အားလုံးအဆင်ပြေသွားပါပါ။ငိုပါနဲ့ကလေးရေ။မမေသမီးကိုမမေယုံပါရယ်။ကြာမြို့အမေကအဲ့ဒီလိုပြောပြီးတော့သူ့သမီးကိုသူ့ရင်ငနဲ့ထိထားပေးလိုက်ပါတော့တယ်။တကယ်တော့ကြောက်ရွံ့မှုဆိုတာကအစိုးရဆုံးမိစားပါပဲ။အဲ့ဒီမိကအတိညာကိုတော့ဖျက်ဆီးပြစ်နိုင်လောက်အောင်ဆွမ်းအားကြီးပါရယ်။တစ်ဖက်မှာတော့ထင်းလင်းကောင်းဆောင်နဲ့ရွာသားတချို့ဟာ တော့ကိုညာရင်းကြီးနှိမ့်နေမှုတိုင်မီနေခဲ့ကြပါရဲ့အဲ့ကောင်ကလေးတွေလှဲ့စားအယုံသွင်းပြီးရင်ဖားပြီးတော့ဥကလီစာတွေစားပြစ်တာလို့ငါကြားဘူးလေကွာဒီဒီချိန်ကကြာပြုတ်လှဲ့ဖြစ်ပြီးတော့ကံကောင်းထောက်မလို့မတည်ခဲ့ရင်တော့မှနောက်တစ်ခါငါတို့ကလေးတွေဖြစ်လာနိုင်နေပြီးတော့ကြာပြုတ်လို့ကံကောင်းပြီးတော့အကောင်းပကတိပြန်လာနိုင်မှလည်းပြန်လာမယ်ဒါကြောင့်သူအန်ရမပေးခင်ငါတို့သူ့ကိုအရင်ဖယ်ရှားလိုက်တာကောင်းမယ်ဟုတ်တယ်လက်ခံတယ်ကဲညီကိုတို့ရင်ငါတို့အချိန်ဆွဲနေလို့မရတော့ ဲ့တော့ဒီညပဲငါတို့တော်ရဲကသူ့အိမ်ကိုသွားပြီးတော့တခါရဲမီးရှို့ပြလိုက်မယ်။ပြီးတော့သူ့ဟိုပါဒီတော်ရဲကနေမောင်းထုတ်ပြလိုက်မယ်။ဟုတ်တယ်မောင်းထုတ်မယ်။အားလုံးကညီညာစွာသဘောတူကြတဲ့ထဲမှာကြာပြုတ်အဖေလည်းပါဝင်ခဲ့ပါတယ်။ဒီထဲမှာကြာပြုတ်အမေကတော့မပါဝင်ခဲ့ပါဘူး။သူကကြာကြာချင်းအိမ်ကိုပြေးလာကောင်းသူ့အမေကို ပြောပြပါတယ်။အမေသူတို့တွေသွားတိုက်ခိုက်ကြတော့မင်း။တမီလည်းတက်နိုင်သလောက်တားပါပဲမင်းမေရဲ့။နားမထောင်ခဲ့ကြဘူးသူတို့က။ခုတော့သွားကြပြီ။ ။တစီကတော့သူတို့လက်ထဲမှာတေတောင်တည်သွားနိုင်နေမမေရဲ့။ကြာပြုတ်အမေနဲ့အဖအစကားပြောနေတာကိုကြာပြုတ်ကကြားသွားခဲ့ပြီးတော့အတွက်အရန်စိတ်ပူသွားခဲ့တယ်။တစ်ဖက်မှာလည်းကြာပြုတ်အဖေအပါဝင်ထင်းလင်းဥဆောင်တဲ့ကာလာသားအဖွဲ့ဟာတန်ညီတန်ညီမိတို့ကိုစီနဲ့ချီတက်လာကြပါရဲ့။ထို့အတူတစ်ဖက်မှာလည်းကြာပြုတ်တယောက်သူ့ရဲ့ဦးလေးကြီးအတွက်စိတ်ပူကအိမ်ပရင်းမောက်ကခုံချကအပြင်ကိုထွက်လာပါရဲ။သူမဦးလေးကြီးအတွက်တက်တီရရှိနေခဲ့ပါပြီ။ ဒီလောက်အိမ်ဒီပြေညာချမ်းချိန်မှာအေးထံကိုအန်တူပြီးတော့ခြေပလာနဲ့တော်ရီကို ပြေးဝင်လာခဲ့ပါတယ်။အဲဒီကြောက်စိမ့်နဲ့အေးထံကသူ့ရင်ထဲကဦးလေးကြီးအတွက်တောက်လောင်နေတဲ့ဇိုးရင်ပူပန်မှုတွေကိုဘလို့ကြော်လာနိုင်မှမလဲ။တစ်ဖက်မှာလည်းချင်းလင်းတို့အဖေကတော့ရဲ့အတဲရှိကိုရောက်လာကြပါတယ်။ငါဆို တတိရှင်တဲကအခုထွက်လာပြီးတော့ငါတို့လိုက်ရင်ဆိုင်။ချင်းလင်းကအော်ပြောလိုက်တော့တော့ကအယံစိတ်ဆိုးသွားပြီးအိမ်ရှိကိုထွက်လာခဲ့တယ်။ဂျာမင်းတို့နေရာမဟုတ်ဘူး။ ဒါကငါနေရမင်းတို့ပဲငါ့ကိုဒုက္ခပေးနေမလားငါကပဲမင်းတို့ကိုဒုက္ခပေးနေမလားကြီးကြသေးတာပေါ့အားလုံးပဲသူငါတို့တိုက်ခိုက်တော်မင်းငါတို့အရင်သူ့ကိုတိုက်ခိုက်ကြရအောင်သူ့အိမ်ကိုဖျက်ဆီးကြရအောင်ထင်လင်းကပြောလိုက်တာနဲ့ရွာသားတွေက တော့ရဲ့တဲဘုတ်ကိုမီးတို့တွေနဲ့လှမ်းပြလိုက်ကြပါတယ်ဒီခါတော့ရဲ့တဲတစ်ခုလုံးလဲမီးလောင်သွားခဲ့ပါတယ်တော်လေသူ့တဲကိုလှည့်ကြည့်ကောင်ဝမ်းနေကဒေါသလည်းအရန်ထွက်သွားပါတယ်အဲဒီနောက်ရွာသားနှစ်ယောက်ကလည်းသူ့ကိုဓာတ်နဲ့ခုတ်ဖို့ပြေးလာ သူကလှည့်ပြီးတော့သူတို့ကိုရိုက်ချလိုက်တာကြောင့်သူတို့နှစ်ယောက်လေးနောက်ကိုလွင့်စင်ကမြေပေါ်ကိုအရှိန်နဲ့ပြုတ်ကျသွားကြပါတော့တယ်။အဲဒီနောက်တော့ကဒေါသတကြီးနဲ့လက်သီးဆုပ်ကောင်အဲ့ရွာသားနှစ်ယောက်ကိုထုချီတတ်မယ်အလို့အဲ့နေရာကိုကြာပြူရောက်လာခဲ့ပါတယ်။ကြာပြူကတော့ကိုလမ်းခေါ်လိုက်တဲ့အခါကြာပြူအတန်ကြတော့တော့ကလှည့်အကြည့်အငိုက်ကိုစောင့်နေတဲ့ထင်းလင်းကတော့ရှင်ဝါတတိယကိုတနနေ့ပြက်လွှတ်လိုက်ပါတော့တယ်။တော်လေနာကျင်သွားတဲ့ဒဏ်ကြောင့်မြေပေါ်ကိုပြစ်လဲကျသွားတယ် ဂျာအိုဂျာပြူကတွေ့တဲ့အခါတော့စီကိုပြေးလာမင်းအလို့ဂျာပြူအဖေကဂျာပြူကိုပခုံးပေါ်ကောက်ချီကအိမ်ကိုပြန်ခေါ်သွားပါတော့တယ်တော့လေတနတ်တန်ကြောင့်မထနိုင်ဖြစ်ပြီးတော့အလူအလေရိုင်းနှက်ခံနေရပါတော့တယ်ဥကမလုပ်ကြပါနဲ့ဥကလူကောင်းမှသမီးကိုကယ်ပေးခဲ့တဲ့သူပါရွာကိုလည်းသူကဆောင်းရှောက်ပေးနေတာပါဘာလို့သမီးပြောတော့မယုံကြတာလဲသမီးတကယ်ပြောနေတာပါဒီလိုနဲ့နှစ်တေလာတွေကြာခဲ့ပြီးရင်တော့ခုဆိုကျမလည်းအသက်28နှစ်ထဲကိုရောက်လာခဲ့ပါပြီ။ ကျမအတွက်တော့သူကမမေ့နိုင်တဲ့ကျေးဇူးရှင်ပါပဲ။ပြီးတော့ကျမအတွက်တော့ကဘာပေါ်မှာတဦးရီသောတငယ်ချင်းကောင်းလေးဖြစ်ပါတယ်။ပြီးတော့ကိုချစ်ခင်မျက်နှာရည်မိတ်ဆွေတွေကိုဘလို့ကာကွယ်ပေးရမလဲဆိုပြီးတော့လေပုံသက်တည်ပြခဲ့ပါသေးတယ်။ကျမသူ့ကိုအရန်လေးစားအတူယူမိပါတယ်။သူကကျမအတွက်တော့လက်ဦးစရာလိုပါပဲ။အဲ့ဒီအချိန်မှာကျမနဲ့မလဲမကမ်းမှာကလေးတယောက်ကတခြားကလေးတယောက်ကိုအနိုင်ကျင့်နေတာကိုကျမတွေ့လိုက်ရတယ်။ကျမလည်းအနာကိုသွားလိုက်ပြီးတော့ အနိုင်ကျင့်နေတဲ့ကလေးကိုဆုံးမလိုက်တယ်။မင်းရတယ်ဒါလေးစားရင်ဟာငိုစရာလားအချောက်ကြနေရပဲ။မင်းမလိုကိုထအားနေတဲ့သူကိုအနိုင်ကျင့်နေရတာလဲ။ဟာဗျာအမနဲ့ဘာဆိုင်လို့လဲ။ကိုလန်းကိုသွားပါဗျ။ကျွန်တော်ကအခုလိုပြောလိုက်တာနဲ့ပဲအနိုင်ကျင့်ရဖြစ်ရောလား။အေးအဲ့ဒါဆိုသူ့ကိုမလုံးနဲ့ငောက်လာလို့လေ။အဲ့အခါမှာကလေးကကောင်းကောင်းသဘောပေါက်သွားပြီးတော့သူမနိုင်မင်းသိရာကြောင့်နေရာကနေထွက်သွားပါတယ်။အဆင်ပြေရဲ့လားသား။အရေးချင်းရှိတဲ့သူ ခေါင်းအားကြီးတဲ့သူကဘသူ့ကိုမှအနိုင်မကျင့်တတ်ဘူးကြားလာကလေးအဲ့ဒီအချိန်မှာဦးလေးကြီးဘယ်စီရောက်နေမှမသိပေမဲ့ဦးလေးကိုအရန်တတိယနေမိတယ်ဦးလေးရဲ့လူတိုင်းအပေါ်ထားတဲ့မြင့်တာကိုလည်းအမြဲလေးစားအတုယူမိပါတယ်အခွင့်ရှိအောင်မယ်ဆိုရင်ဦးလေးကြီးနဲ့ပြန်ဆုံပြစီလို့ကျွန်မဆန္ဒပြုရင်အဲ့ဒီအချိန်မှာတဏျာကနေသူမကိုအမြဲစောင့်ကြည့်နေတဲ့တစုံတယောက်ကိုတော့သူမမသိနိုင်ပါတော့ဟာကြပြုတ်ကိုအရန်ချစ်တာကြောင့် ။သူသာကြာပြုတ်အနာမှာရှိနေအောင်မယ်ဆိုရင်ကြာပြုတ်ကိုလူတွေပြစ်ပေကြမှာကြာပြုတ်အခက်ခဲရှိမှသိတာကြောင့်ကြာပြုတ်ရှိကိုဘယ်တော့မှ ပေါ်မလာတော့ဘဲအဝေးကနေပဲကြာပြုတ်ကိုစောင့်ကြည့်ပြီးစောင့်ရှောက်ပေးနေတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင်။ဇလန်းလေးကတော့ဒီမာရင်ပြီးဆုံးသွားခဲ့ပါပြီ။မကြာခင်မှာလည်းအခုထပ်ကောင်းနေဇလန်းလေးတွေနဲ့တူတူပြန်လာခဲ့အောင်မောဆောင်မြောက်အားပေးကြပါအောင်နော်။အခုလိုအပိနာဆင်ခဲ့ကြတဲ့အတွက်လေးပရိသတ်တယောက်ချင်းစီကိုကျေးဇူးအထူးပဲတင်ရှိပါရစေ။